မင်္ဂလာပါကျွန်တော်ဘလော့နေမှာအကျိုးဆုံးပါတယ်နိုင်ငံဆိုတာဘာလဲဘယ်မှာလဲအပန်းဖြေပါအောင်ဂျေဆိုတာလူသားတွေအတွက်အသက်ရှင်ဖို့မရှိမဖြစ်တဲ့သဘာဝကဖန်တီးပေးတဲ့အရာတစ်ခုဖြစ်ပါတယ်နိုင်ငံဆိုတာလူလူဖန်တီးတာမဟုတ်ပဲပုံမှန်ဂျီကန်တွေထက်တော်တော်ကြီးပြီးသဘာဝတည်းကဂျီကအေးကြားထုံးနှမျိုးစုံငါမျိုးအတွေ့အတွေ့ဒီလင်းအေးများလန်းဆန်းအေးချမ်း ထူးခြားဆန်းပြမှုတွေရှိနေရင်နိုင်ငံလို့တင်စားလို့ရပါမယ်ပကံကကမြကန်တာတောင်ကြားချောင်းတိရေဝင်ပြေးလေရေးကြီးစွာ ကပိုင်မာလေးရဲ့ဂျာပန်ထုံထုံငှက်မျိုးစုံသည်ပုံရင်းသာနန္နာပင်လော ဒူဇဟုတ်တာကဗျာလေးတိုင်းမြက်ကန်ရဲ့တင့်တယ်သားရပုံကတောင်ရင်သာနတ်ပြည်မဟာနန္ဒကန်နဲ့တူသလိုထင်ရှားရတယ်လို့ကြေကြာဘူးခဲ့ပါတယ်ခင်ဗျာ။ အခုလေကျွန်တော်ရောက်နေတဲ့နေရီကန်ကရောက်တော့ဘင်းတော်လမ်းမပေါ်35ရက်ွဲကြောင်းလမ်းမှတ်တိုင်နာကနေရီကန်ကဘလူးစိတ်ခံစားမှု အပန်းဖြေမှုတွေရှိမလဲဆိုတာပြည့်စက်ကြီးလက်ကြည့်ပြပါအောင်ဗျာ နောက်တစ်ခုမျိုးနဲ့ကအခုဆိုရင်အစာအုပ်နဲ့လူနေဖွံ့ဖြိုးနေထိုင်မှုတိုးတက်များပြားလာနိုင်လည်းမရငုံချက်မှုတွေပြပြောက်လန်းစံအာသတွေရဖို့ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးတွေမှာအနားယူမှုအပန်းဖြေမှုတွေရှိလာကြပါတယ် ဒါကြောင့်ဒီနေ့ရေကန်ကရေကားဤဤလေကောင်းလေတန့်ရှူရှာရင်လမ်းလျှောက်သူကတစ်မျိုးအပန်းဖြေသူကတစ်ပုံကိုလည်းလှောက်ရှာအားကစားလှောက်ရှာမှုကတတွေ့နားလေးတွေပဲလေးတွေအစာကျွေးရင်ကုသိုလ်ယူသူကတစုမြမရိုးရာအကုန်ရှိမနျူးဖို့ရိုးရာချင်းကကလှောက်ရှာနေတာကတအုပ်စုသူနိုင်ကိုနိုင်ခတ်မဲ့ပိုက်ချော်ချင်းခတ်တဲ့အဖွဲကတတွေ့လမ်းလျှောက်ကအပန်းဖြေရင်နောင်ပင်ကြီးအောက်မှာတရားကုသိုလ်ပွားလို့ရမယ် ညောင်ညူရိတ်တနေရာကံပေါင်းတလျှောက်လေအရေးရာပထောင်းမှုဝါကုတ်ကူအခြားပန်းပင်ပက်ွက်အလားတရားတွေကြောင့်နိုင်ငံအလားပြည်စုံလုံးပါတယ် ဒီနေ့ရေကန်တာယာနေဖို့အတွက်တာမင်သက်မဲ့ချက်တွေကိုလိုက်နာပေးရပါမယ်။ဒါမင်းများရာရေမကူးရာအရက်သေးစားတော့စားခြင်းမပြုရာဝင်းစီပါမတုံးဆွဲရာအတိပေးထားပါတယ်ခင်ဗျာ။ ီနေ့ရိတ်ကန်ဟာကျွန်တော်တို့အတွက်လမ်းဆန်းမှုတွေရမယ်၊မူချက်မှုတွေပြပြောင်းစေမယ်၊ရည်ဤပတ်မှုတွေကြောင့်အာရုံတွေရမယ်၊ကိုယ်လက်လုံရှားအခသာတွေကြောင့်ကျန်းမာရေးဒုက္ခတွေရမယ်၊ငားလေးတွေအစာကျွေးမှုကြောင့်အာရဒါနာကုသိုလ်တွေရစီမှာဖြစ်တဲ့အတွက်ကြောင့်အပန်းဖြေအနားယူနိုင်မှာကြောင့်အတိပိတင်ဆက်လိုက်ပါစီခင်ဗျာမူချက်မှုတွေပြပြောင်းခြင်း ီနေ့ရကံရဲ့အနားယူအပန်းဖြေအစီအစဉ်လေးကိုချိန်နေတဲ့တဲ့ဆိုရင်လာရန် subscribe တွေပေးကြပါအောင်နောက်ဘလော့လေးမှာပြန်ဆောင်ကြပါမယ်ကြီးစုသူတူးချင်းတယောက်ချင်းပေးတဲ့အားလုံးကိုကျေးဇူးပါ